ယနေ့ခေတ်မှာစာတင်သည်ဖြစ်စေဈေးရောင်းသည်ဖြစ်စေကျမတို့မိထားလို့မရတာ online platform เนาะ online ကနေအလုပ်လုပ်တာပေါ့เนาะဒါကိုလူတိုင်းသိတယ်ဒါပေမဲ့မသိတဲ့အရာတစ်ချက်ရှိတယ်အဲ့ဒီမသိတဲ့အရာတစ်ချက်ကိုမသိတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကိုလူတိုင်းမပြောပြဘူးအဲ့ဒီလူတိုင်းမပြတ်ပြတ်အရာပါလဲဒီနေ့ပြပြပေးမယ်เนาะမိထားမှာဆိုလို့ကျမကိုယ်ရင်ရေးထားတဲ့ဟာလေးကျမလက်ရေးနေရေးထားတဲ့ဟာလေးကို notes လေးမှတ်ထားလိုက်တယ်เนาะအဲ့တော့ကျမတို့ social platform မှာအသုံးရမယ်ဆိုတာသိတယ်မသိတာတစ်ခုကเนาะပါလဲဆိုတော့ Facebook page social platform တွေဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကွက်ကွက်ရရမသိတာနော်အဲ့တော့ social ပေါ်မှာရှင် internet သုံးတယ် internet ပေါ်မှာကျွန်တော်တို့ကြည့်လို့ရတယ်ကိုသတင်းအချက်လက်တွေကိုကြည့်လို့ရတယ်မသိရတယ်လေ့လာခွင့်ရတဲ့အရာ social platform ပေါ့အဲ့ရင် social platform အကြမ်းကြီးညီမပြမအသုံးများတာ Facebook ရှိမယ် TikTok ရှိမယ် Telegram ရှိမယ် YouTube ရှိမယ် နော် Instagram လို့ရှိသေးတယ်ဒါပေမဲ့အဲ့ဒါတွေကကျွန်တော်တို့မြန်မာပြည်မှာတိတ်မသုံးဘူးဒါဆိုရင်တော့ Telegram ရဲ့ TikTok ရဲ့ Facebook ရဲ့အဲမ Telegram ဆိုရှုတွေရဲ့စကားကြည့်တဲ့အရာအင်္ဂလိပ်ကားတွေကိုရီးယားစကားတွေကြည့်တဲ့အရာလိုပဲထင်သေးတယ် Telegram မှာကျွန်တော်တို့ line မကောင်းတဲ့အခါမျိုးမှာကြည့်လို့ကြည့်လို့ရတဲ့အဲ့ဒီဒီ platform ကိုစီမှာ channel တည်ထောင်ထားတဲ့လူတိုင်းကအကုန်လုံးအခုနပြောတဲ့၄ခုကိုလက်ရောညီတွေသုံးတယ်ဘာလို့လဲတခု channel တစ်ခုပြတ်သွားခဲ့ရင် Facebook မှာမှာပြောက်ခွဲသွားခဲ့ရင် TikTok ရှိမယ် TikTok ပြောက်ခွဲသွားခဲ့ရင် Telegram ရှိနေမယ် Telegram ပြောက်ခွဲသွားခဲ့ YouTube ရှိနေမယ်ဆိုတော့ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေเนี่ยအကုန်လုံးကလုတ်ထားကြတာဖြစ်ပါတယ်တနေ့မဟုတ်တနေ့ဒါတွေမဖြစ်လာဘူးဖြစ်လာမယ်ဘယ်သူမှအမှမကန်ဘူးဒါပေမဲ့ကျွန်တော်တို့ကအရင်အသင်အဲ့ဒီလုတ်ထားရမယ်ဒါဆိုရင်ဟုတ်ပြီငါတို့ကဘာမှမတက်ဘူးလေနီးပညာမှမသိတာအဲ့အရာတွေဘယ်လိုလုပ်မလဲနီးပညာဆိုတာကျမတို့ဘဝနဲ့အရင်အလန်းဝေးတာမဟုတ်ဘူးမခက်ခဲဘူး ဘာမှခက်ခဲစီရလဲဆိုတော့ကျမတို့ရဲ့ mindset ကခက်ခဲစီတာကျမတို့ရဲ့စိတ်ကခက်ခဲစီတာအာခက်ခဲလိုက်တာအဲ့ဒီနီးပညာကြီးကငါမလုပ်တတ်ဘူးဆိုရင်ကျမတို့ဘဝမှာဘာမှမလုပ်တတ်တော့ဘူးနော်အဲ့တော့ကျမကဒီစိတ်ပိုင်းဆိုင်ရာကို mentor ပေးနေရမှာဟုတ်တယ်တွေ့အဲ့ဒီကန္နာအများကြီးမပြောတော့ဒါပေမဲ့အဲ့ဒါလုံးဝမဖြစ်မနေကျမတို့စိတ်ကိုမေ့ထားလို့မရဘူးဆိုတော့ဒီမှာအဓိက main point နဲ့ပြောချင်တယ်အဲ့ဒီတဲကမှဒီနေ့အရေးကြီးဆုံးနောက်ထပ်တစ်ချက်ဖြစ်တယ် Facebook page ကိုလူတိုင်း Facebook လူတိုင်းသုံးတယ် TikTok လူတိုင်းသုံးတယ်အဲ့ဒီနှစ်ခုမှာကျမတို့ boost လုပ်လို့ရတယ် TikTok booster ကတော့ကျမလည်းတိတ်မကြွန်သေးဘူးလုပ်ချင်လို့ရတယ်ဒီမှာတခါမှမလုပ်ရသေးလို့ဖြစ်တယ်လုပ်ရင်တော့မတက်ဘူးဆိုတာမရှိဘူးအဲ့တော့ဒီနေ့ကျမအလုပ်ဖူးနေကြအရာတခုပြပြမယ် Facebook ကနေ boosting ထူတာဖြစ်တယ်အဲ့တော့စာတင်တဲ့သူဖြစ်စေဈေးရောက်တဲ့သူဖြစ်စေဈေးတယ်ဖြစ်စေစာတင်တဲ့ဆရာမဖြစ်စေကျမတို့ပေါ့နော်နော်ဈေးတယ် age ဖြစ်ပလိစေစာတင်တဲ့ဆရာမနော်ဖြစ်ပလိစေ ဘာကိုတုံးရမှာလဲဆိုတော့ Facebook ကိုတုံးကိုတုံးရမယ်။ဘာဖြစ်လဲဆိုတော့ငါစာတင်တဲ့တဲ့ဆိုတော့လူတွေသိဖို့တော့ကျွန်တော်တို့အိမ်သားတစ်ခုရဲ့နေပြောလို့မရတော့ဘူး။နေဘူးထွက်ဆရာလည်းမလို့မိုးရထွက်ဆရာလည်းမလို့အထက်လူကြီးကြောက်ဆရာလည်းမလို့ဘယ်ကိုကို freelance ရည်တည်ခြင်းတဲ့သူတွေအတွက်ဆိုဒီ video ကမဖြစ်မနေဆုံးအောင်ကြည့်ကိုကြည့်ရမယ်နော်နည်းနည်းတော့စိတ်ရှည်ပြီးတော့ကျမကျမလေကျောရှည်တာကိုလည်းတီးခံကြည့်လိုက်နောက်ဆုံးမှဘုဒ္ဓတရရတော့မလားအာမခံတယ်အဲ့ဒီတော့ဟုတ်ပြီအဲ့တော့ကျမတို့ကစာတင်တဲ့သူဖြစ်လို့ Facebook ကိုသုံးတော့မယ် Facebook ဖွင့်တာပဲလေလူတိုင်း Facebook လူတိုင်းမှာ Facebook account တစ်ခုရှိတယ် အဲ့ဒီအကောင့်နဲ့ကျွန်တော်တို့သုံးလို့မရဘူး page နဲ့သုံးရမယ်အဲ့ဒီအကောင့်ကို page ပုံစံပြောင်းရင်ပြောင်း page ပုံစံပြောင်းနေကျွန်တော်လာမမေ့နေရ YouTube မှာရှာ TikTok မှာရှာ Facebook မှာရှာ page ပုံစံပြောင်းနေပြောင်းလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ page ပုံစံပြောင်းမြောင်မပြောင်းရင် page အတူအစ်တစ်ခုတီထောင် page အစ်တစ်ဘယ်လိုတီထောင်မလဲခုနကပြောရနေမှာသွားလေ့လာဟုတ်ပြီ page လေ့လာလို့အစနေဘာတွေပြောမှာလဲအဲ့ဒါနီးပညာနဲ့ဆိုင်တာဖြစ်တဲ့အတွက်မပြောအဲ့ဒီနီးပညာပုံမှာကျွန်တော်တို့ဘယ်လိုသုံးလို့ရတယ်လဲစာသင်တဲ့အရာကိုပြပြမယ်အဲ့ဒါလည်းမပြောဘူး အဲ့တော့ဟုတ်ပြီ Facebook page ကိုရလာခဲ့ပြီဆိုပါစို့เนาะအခု Facebook page ပေါ်မှာကျမတို့ကိုတင်နာတင်တယ်လို့ပဲအကောင့်လို့ပဲသဘောထားလိုက် Facebook page ကိုကိုအကောင့်လို့ကျမတို့ချစ်ချစ်လာတဲ့နေ့ချစ်အောင်နေတဲ့နေ့ Facebook page ကိုချစ်အောင် ကျမတို့အမြဲတမ်းနေတာနေတာဒီဘက်ကိုအကောင့်မှာငါလှလာတယ်ဒီလေးဝလာလာနော်ဘယ်ကဝလာတယ်အင်းကြီးလေးလှလာကျမတို့ကြိုက်ကြတယ်လေဒီနေ့ကတော့ဘာလေးစားတယ်အဲ့ဒီလိုမျိုးလုပ်တယ်လို့မျိုးကျမတို့ရဲ့ activity ကျမတို့ရဲ့နေ့တိုင်းအပြုအမူတွေကို page ပေါ်မှာတင်ပေးမယ် စာတင်နေဆိုရင်စာတင်နေပတ်သက်တဲ့အကြောင်းအရာနဲ့လူတွေအကျိုးရှိမဲ့အကြောင်းအရာတင်ပေးတင်ပေးရင်ကျမတို့ရဲ့ရှင်တို့ရဲ့ Facebook page ကို Facebook စုကပကြီးကသူ့ရဲ့ AI ကမပြပေးဘူးဆိုတာရှိကိုမရှိဘူးပြောက်ပြပေးတယ်အစပိုင်းတော့လူ30 50တရာအတိတ် page အတိတ်ဆိုအတိတ်လို့တွားလိုက်မယ်ကိုယ့်ရဲ့ content ကောင်းရင်ကောင်းတယ်လို့မှန်မှန်ဒီပေါ်မှာပျော်မွေ့နေရင်ဒီဟာလေးကငါရဲ့ Facebook page လေးငါရဲ့ Facebook page လေးကငါချစ်လိုက်တာဆိုတဲ့စိတ်မျိုးနဲ့သာကျမတို့နေပြီးတော့နေ့တိုင်းနေ့တိုင်းတင်နေမယ်ဆိုရင်တလမကြဘူး ကျွန်တော်တို့ရဲ့ Facebook page ကတဖြည်းဖြည်းနဲ့လူသိလာမှာဖြစ်ပါတယ် ဘာနဲ့သိမလဲကိုကောင်းတာနဲ့သိသိချင်းကောင်းတာနဲ့သိမြဲဆိုးတဲ့အကြောင်းနဲ့သိသိချင်းဆိုးတဲ့အကြောင်းနဲ့သိမြဲလူများအကြောင်းနေတိုင်းအတင်းပြောနေမယ်ဆိုရင်အတင်းပြောတဲ့အကြောင်းနဲ့သိမြဲနော်မင်းသားမင်းသမီးတွေရဲ့တည်င်းကိုတင်မယ်ဆိုရင်မင်းသားမင်းသမီးတည်င်း channel ဖြစ် Facebook အရေငါမှတ်သွားမယ်ပညာရေးနဲ့ပတ်သက်ပတ်သက်နေဆိုရင် Siamma Education ဖြစ်သူကမှတ်လာမယ်နော်တခြားသောသူများရဲ့အတင်းကိုစောင်းမြောင်းဆဲဆိုတဲ့အရာတင်နေဆိုရင်အဲဒီလူက negative thinking ရှိရဲဆိုတဲ့ဟာနဲ့အရေမှတ်သွားမယ်ဒါဆိုကိုယ့်စီကိုလည်း negative တွေပဲသူကပို့လာလိမ့်မယ်ဘို့ကိုယ့်ရဲ့ကြော်ညာတယ်ကိုယ့်ရဲ့ Facebook wall တွေကိုရောက်လာတဲ့တည်င်းတွေကလည်းအဲ့အရာတွေပဲရောက်လာလိမ့်မယ်ဒါက Facebook လို့လို့ပုံအကြမ်းကြီးပြပြသွားတာ ဒါဆိုရင်ဟုတ်ပြီ Facebook page မှာထောင်ပြီးပြီចောင်းသားဘယ်လိုရှာမလဲကျွန်မ page မှာတင်တန်းတော့ခေါ်ပါတယ်ကျွန်မအစတုန်းကငါဖုန်းနဲ့တင်တန်းဖွင့်ပါမယ်เนาะဒီဥမာဆန္ဒလာပိုင်းမှာတင်တန်းမှာတန်ခွဲ10ရောက်လက်ခံမယ်ဖုန်းနဲ့ Zoom class တခုဖွင့်ပါမယ်ရှင်ကျွန်မကိုယ်တိုင်တင်ပါမယ်အဲ့လိုမျိုးပြောတယ်ကျမစာရှိကြတဲ့မှာစာတင်တဲ့ဗီဒီယိုလေးကျမနည်းနည်းတင်ထားတယ်ဒါပေမဲ့တယောက်မှចောင်းသားလာမအပ်ဘူးเนาะ ကျမတို့ကွန်ပျူတာရောင်းနေကျမကနော်ဒီဒီဒီ Samsung Pencil လေးတွေရောင်းပါတယ်နော် ကျမကဒီထွန်းရှူပါဘူးလေးတွေရောင်းပါတယ်ဒီထွန်းရှူပါဘူးလေးကအကျော်တွေပိုင်းရင်ပြည်ပြည်ပြောက်တဲ့ညောင်းတဲ့ညာထဲမှာကြိုက်တယ်ဇကြောတဲ့လင်းလေးတွေတက်တာလည်းကျမအရင်ကြိုက်တယ်ကျမဇကြောသမားဆိုတော့ဒါလေးရင်တက်တာလေလို့ကျမတို့ကြော်ညာပြီဘယ်မဲ့သူတယောက်မှမရှိဘူး ။ဘာဖြစ်လဲဆိုတော့အမှန်တကယ်လိုချင်တဲ့နော်ကျွန်တော်တို့က want ဆိုတဲ့လူတွေကျွန်တော်တို့ကမရောက်တာဖြစ်ပါတယ်။သူတို့အရန်ကိုလိုချင်တယ်ပြီးတော့ need ဆိုတဲ့လိုအပ်နေတဲ့လူတွေဆိုကျွန်တော်တို့ကမသိတာမရောက်တာဖြစ်ပါဘယ်သူကမသိမလဲဆိုတော့ Facebook ကိုပတ်စံပေးပြီးတော့ကျွန်တော်တို့ကကြော်ညာခိုင်းပါမှသိမယ်။ကျွန်တော်တို့ကလူမသိခင်ကျွန်တော်တို့လူသိလာပြီဆိုလို့ရှိရင် Facebook ကိုကြော်ညာခိုင်းစရာမလိုတော့ဘူး။သူ့ဟာသူကျွန်တော်တို့ကို AI ကဒီလူအလုပ်လုပ်တယ်ဒီမျိုးသမီးအလုပ်လုပ်တယ်ဒီကောင်မလေးအလုပ်လုပ်တယ်အဲ့တော့လူတွေအများအားပြပေးနေတဲ့အခါကျတော့ ိုယ့်ရဲ့ messenger ကိုယ့်ရဲ့ fiber တွေကိုအမြဲတမ်း order တွေနဲ့ပြီးလို့ရှိရင်သင်တန်းအတက်သူတွေနဲ့လာနေမှာဖြစ်ပါတယ်ဒါကကျွန်မကိုရီတွေကိုအခုမှဆရာစားမဆန်းရှင်းပြတာပါဒါဒီဒီเจ้าရအောင်ကျွန်မကကျွန်မရဲ့ phonic သင်တန်းမှာရှိတဲ့ဆရာမတွေကိုကျွန်မကျွန်မ phonic သင်တန်းမှာရှိဆရာမအယောက်300 305ယောက်နော်305ယောက်ရှိရယ် phonic သင်တန်းမှာကျွန်မကစာလေး Facebook page တီထောင်ပုံနဲ့ online ကနေចောင်းသားចောင်းသူတွေကိုရစီဖို့ကြော်ညာနီးကိုပြောပြမယ်ဒီထဲမှာတော့မပြောပြတော့ဘူးဒါအမှန်မှန်ပုံမှန်လေးပြောပြတာဒါပေမဲ့ကျွန်မတနေ့အားတဲ့အခါဗီဒီယိုရိုက်ပြီးတော့အပြင်မှာ free လဲအဲ့ဒီဟာကို publish နဲ့လဲတင်ပေးလိုက်ပါမယ်ကျွန်မ Google လဲထည့်ပေးလိုက်ပါမယ်တင်နန်းကလူတွေလည်းကျွန်မဒါပဲတီချာစနစ်တကျပေးချင်တာအပြင်ကလူတွေပညာဌာနအနေနဲ့လည်းကျွန်မသိရလေးကို reality အမြတ်အမြောက်ပြပါမယ် အဲ့လိုမျိုးပြောတဲ့အခါကျမကို love ရဲ့နှစ်ယောက်ပဲပေးတယ်เนาะဘာမှလည်းအကြောင်းမပြန်ကြဘူးကျမကလှုပ်ကျင်နေဆိုလို့ရှိရင်ကြည်ကျင်နေဆို video record လေးလုပ်ပေးမယ်ပညာလှုပ်ပေးပါလို့ပြည်ကြီးပြကြတော့တရားမှကျမကိုပြန်မြေးပေးကြဘာလို့ဆိုတော့အဲ့ဘာကိုမိမောင်ထုတ်ပြကျင်တာလဲဆိုတော့ကျမကနီးပညာကိုเนาะစာတင်ရက်တက်ယုံပဲငါစာပဲတင်နေတယ်သေးတယ်ဆိုတော့စိတ်နဲ့ပဲကျမတို့ကောင်းနေသေးဖြစ်ပါတယ် နော် online မှာ zoom နဲ့သာတယ်သူကြတော့တင်နေသွားတယ်ငါတို့ကြတော့မတင်ပေးဘူးလို့တချို့ဆီယမားတွေဒီထဲမှာအယောက်300ကျော်ထဲမှာတယောက်ကတော့ပါနေတယ်အကုန်လုံးတင်ပြပေးထားတာပဲဒါပေမဲ့ဘာဖြစ်လဲ live မလုပ်ရင်မရဘူး zoom ဒီလိုတော့ရမယ်လို့အကုန်လုံး video ရိုက်ပေးထားတယ်အဲဒီမှာလက်တွေ့ live လုပ်ကြည့်ပြီးအများတန်းလုပ်မယ်ဆိုရင်ကျွန်မအရှိပါပြောခဲ့တဲ့နေရာတွေကအနှစ်သာရတွေဖြစ်ပါတယ်ကိုကဘာလုပ်တယ်ဆိုတော့ Facebook ပေါ်မှာနေ့တိုင်းချပြနေကိုကို AI ကမသိစရာကြောင်းမရှိပါဘူး ဲ့လိုတိသွားပြီဆိုတော့ねခုနကပြောတဲ့အချက်တွေတိုင်းကိုယ့်ရဲ့ Viber ကိုယ့်ရဲ့ Messenger တွေကိုသူတို့လာမှဖြစ်တယ်။ Okay အဲ့ဒီလိုမျိုးကိုကိုကိုလူတိအောင်အကြာကြီးမစောင့်ကြည့်ဘူးချက်ချင်းစကျင်တယ်ဘာလို့ရမလဲ boosting ထူရမယ် B O O S T boost ဆိုတဲ့ boost ထိုးရမယ်ရှင်။အဲ့ဒီ boost ထိုးဖို့ကိုဘယ်လိုထိုးလို့ရလဲ Facebook မှာရွေးချယ်လို့အများကြီးဘာမှမခက်ဘူးခလုတ်ကလေးတွေနှိမ့်နှိမ့်နှိမ့်ပြီးလို့ဘယ်နေရာဝင်တော့ဘနာဝင်ဒီဘနာဝင်အဲအဲ့ဒါကတော့ Facebook ပေါ်မှာเนาะ social media ပေါ်ဘယ်သူမှ free မပေးဘူးအဲ့ဒါ ဒါမှန်မှန်ငငယ်ပြောတာ free ပေးတဲ့သူရှိကောင်းရှိနိုင်မယ်အင်မတန်ရှားပါလိမ့်မယ်အရောက်တသိန်းမှာအာလူရောက်တသိန်းနဲ့ပြောမှဆိုရင်တော့နည်းလိမ့်မယ်ရှင်ကျမတို့ရှာတက်မှရမယ်ရှာကြည့်အောင်ပေါ့ရှင်ကျမတို့ဒီနေ့ထိမတွေ့သေးဘူး Facebook သုံးလာတာဘာလဲဆိုတော့ boosting ထုဖို့အတွက် audience ရွေးတယ်လို့ပြော audience ဆိုတာပရိသတ်ရွေးတာကျမတို့ကအဲ့ဒါမသိဘဲနဲ့ boost ထိုးလိုက်ပြီး Facebook AI ကလူအများကြီးပြပြီး तू อ่ะကိုကသူ့ဟာမတောင်းဆိုထားဘူးဘယ်လိုလူတွေကိုပြပါလို့မတောင်းဆိုထားရင် Facebook က AI က तू ပတ်စံရပြီလေ ငါ့ကိုဘာမှမပြောဘူးယော့ငါပြချင်တဲ့သူကိုပြမယ်ဆိုပြီးကျမရောင်းရောင်းတာကအဲ့ဒီအင်ဂျီလေးရောင်းချင်တာနော်ဒီအင်ဂျီကိုဖက်ရှင်ခန္ဓာကိုကိုကျက်ပဲခြိုက်တဲ့သူတွေမိန်းကလေးတွေနော်ဆယ်ရက်သက်လူငယ်တွေဆက်ဆီဆန်ဆန်ခြိုက်တဲ့သူတွေကဒီအင်ဂျီကိုကြည့်မှလည်းမဟုတ်ဘူးဝယ်မှလည်းမဟုတ်ဘူးကျမတို့လိုပေါ့ပေါ့ရွရွလေးရင်လည်း freestyle ခြိုက်တဲ့သူတွေဘောင်းမင်းလည်းဝုတ်လို့ရတယ် နော်ကိုထမိန်မိုးတဲ့သူဘောင်းမိန်နဲ့ဝိုးလေးရစကန်နဲ့ဝိုးလေးစကန်နဲ့ဝင်ဒီလိုလေးထုံးပြီးတော့နည်းနည်းခါရှိဒီလိုလေးထုံးပြီးဝိုးလိုက်မယ်စသည်အဖြစ်ကိုကိုဖက်ရှင်လေးတခုအနေနဲ့ရိုးရိုးရှင်းရှင်းလေးကိုလုပ်လိုက်မယ်ဆိုလူတွေအတွက်ဒီကြီးကတော့ကြိုက်ပါမယ်အဲ့ဒီလူတွေစီမရောက်ဖဲနဲ့တခါတည်းကြိုးတလုံးအင်ဂျီဝစ်ပြီးတော့ကျွန်တော်တို့ဒီ sexy ကြကြဝတ်တက်တဲ့သူတွေစီကိုဒီကြောင်ညာကို AI ကပြလိုက်မယ်ဆိုရင် Facebook boost ထိုးပြီးဒေါ်လာကုန်ခံပြီးဒေါ်လာကုန်တယ်နော် boost ထိုးတယ်ဆိုတာအဲ့ဒီလိုမျိုးအဲပြလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘသူကအဲ့ဒီအင်ဂျီရောင်းရတော့မလဲအဲစာတင်တာလည်းအဲ့လိုပဲ ကိုကစာတင်သားတပည့်လိုချင်တာက၄နှစ်ကနေ၈နှစ်တပည့်လိုချင်တာသူပြတာက15နှစ် adult အရွယ်ဒီ7နှစ်နဲ့23နှစ်ကနေဟိုအားရဲ့ TS ဖြေမဲ့လူတွေအတွက်ပြတာဆိုရင်သူတို့ကကြည့်ပါမလားကျွန်တော်တို့ ABCD တင်တဲ့အရာလေးတွေကိုစလုံးပေါင်းတင်နေရလွယ်လွယ်လေးတွေကိုအခုကြော်တော့မှာပေါ့ပတ်စံသားကုံသားမယ်ကျွန်တော်တို့မရဘူးဒါဆိုရင်အခုကျမအနှိမ့်ချုပ်ပြန်ချုပ်မယ် online ကစာတင်မဲ့သူတွေဖြစ်စေဈေးတယ်တွေဖြစ်စေ Facebook ပေါ်မှာ posting ထုလို့ရပြီးကိုယ်လိုချင်တာကိုရှာလို့ရတယ်ဆိုတာကိုသဘောပေါက်သားရလားရှင်သဘောပေါက်သားရင်အများသူအောင်ရှယ်ပေးလိုက်ပြီးစုအများကြီးတင်ပါတယ်နော်